ဲ့တော့အလင်းအောင်ဖြန့်ပြရတယ်ကွာဘလောက်အားကောင်းတယ်နောက်တော့ယောဂီတော်ဟာဒီအလင်းအောင်ကိုဖြန့်ချက်ပြတော့ရှူတဲ့အခါမှာဒီဥပမာအပြည့်ဒီအလင်းအောင်နဲ့ဆိုင်ရှူပြီးတော့ ရူပဝဒရဇာအရူပဝဒရဇာမြင်ရတယ်ဆိုကြပါဘူး။ရရှိသွားတယ်။အဲဒီရရှိတဲ့ယောဂီတွေဟာဒီအလင်းရောင်တွေရူပ36ကိုအရူပ၄ကိုဖြန့်လို့ရတယ်။အဲရူပ36ကိုအရူပ၄ကိုဒီအလင်းရောင်တွေဖြန့်လို့ရတယ်။ ဒီရူပသရဇာအရူပသရဇာညာတဲ့ပုဂ္ဂိုလ်။အဲ့တော့ဖြန့်ချက်ပြီးတော့ဒီရူပ26ပုံအရူပ4ပုံမှာရှိတယ်။ဒီဗြမာတွေကဘယ်လိုတည်ကြလဲပေါ့နော်။ဘယ်လိုကျင့်ညာလဲဘယ်လိုနေကြလဲ။အဲ့ဒါကြီးကြည့်လို့ရတာ။အဲ့ဒီပုဂ္ဂိုလ်တွေတွေ့တာ တယ်ဒါကီရူပောက်တရဆာအရူပောက်တရဆာဓာတ်ရဲ့ပုဂ္ဂိုလ်တွေပေါ့ဇန်နေရပါလားအဲ့ဇန်နေရဘာကြောင့်ရလဲဆိုတော့ဒီခရိယဝိတ္ထုရောဒီအလင်းရောင်စိုက်ရှုတဲ့နေရာကလေဒီဇန်အပင်ငင်တွေရသွားတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့တော့ဒီအပြတ်သက်သောဘုံငင်းတိလောက်ရှိတယ် ီခန္ဓာကိုယ်လေးထဲမှာစိတ်ကကြအကြာကြီးထီသွားတာစိတ်ကအကြာကြီးထီသွားတာထီသွားတဲ့ခါရတော့ဒီစိတ်ကိုနိုင်တဲ့ပါလေကိုရောရောကိုစိတ်မနိုင်နေနေဘူးစိတ်ကိုအကြာကြီးခရယောက်ကျို့မှာထားလို့ညာပြီဒါနေခင်းရတရားစိတ်ကြီးတော့ တဏှာရင်စိတ်အပြင်ဘယ်နှကြိမ်ထွက်တယ်ကျွာနှစ်ကြိမ်ထွက်တယ်ကျွာသုံးကြိမ်ထွက်တယ်ဒီစိတ်ကိုမနိုင်နိုင်ဘူးစိတ်ကိုဒီတဏှာယူထားမရဘူးတဏှာယူညင်တဲ့အောင်ထားလို့မရဘူးမဟုတ်ဘူးကြာတာလို့နေနေတာပေါ့ဒီဟရိယဝတ္ထုစိတ်ဆက်ထားတဲ့အခါမှာသွားရပောင်း90ရပောင်း360 သူစိတ်ကိုတည်အောင်ထားရတာဒီအရိယာဖြစ်ရောငြိမ်သက်ပါအောင်ထားရတာအဲ့လိုထားတဲ့ခါတော့စိတ်ကဘယ်မှမပြေတော့ဘူးမလုပ်တော့စိတ်ကိုနိုင်နေပါလားစိတ်ကိုနိုင်နေပါလားစိတ်ကိုနိုင်နေသွားတဲ့ခါတော့စိတ်ကတကိုးဖြစ်လာတယ်စိတ်တော်မရိတ်ဖြစ်နေပါလေစိတ်ဖြင့်ပြီးเสียရတဲ့တကိုး စေတော်မြင်ခင်ကဒီစိတ်ဆွမ်းအားလည်းမြင်လာလူတွေအားကာယဆွမ်းအားကိုဟိုအတုံးပြူတာများတယ်စိတ်ဆွမ်းအားကိုအတုံးပြူတာနည်းတယ်စိတ်ဆွမ်းအားကောင်းလာတဲ့အခါတော့ကာယဆွမ်းအားကလိုက်နိုင်ဘူးပေါ့သလိုသလိုလေးကာယဆွမ်းအားကိုလိုက်နိုင်ဘူးအဲစိတ်ဆွမ်းအားကိုလိုက်နိုင်ဘူးကာယဆွမ်းအားလားသလို ဥပမာအဖြစ်မြတ်စွာဘုရားရဲ့စိတ်တော်ပေါ့နော်တကူတော်စိတ်စွာအားတကဘာလုံးမှာရှိတဲ့လူတွေလိုက်နိုင်တယ်ဒီစိတ်စွာအားတမာရီစွာအားကိုလိုက်နိုင်တယ်သုံးတဲ့တပုံတည်ရှိကြတဲ့ဝိညာဉ်သတ္တဝါတွေရပါမယ်ဒါစိတ်စွာအားတမာရီစွာအားမြင်တယ်အကျော်ကြီးတို့လည်းကျင့်တဲ့အခါအဲ့လိုမြင်လာတဲ့အခါမျိုးတွေ့နေတယ် တွေ့လာရင်မိမိတို့စိတ်တစ်ခုမြုပ်ကြည့်ပေါ့နော်လူတယောက်ကတွေ့တင်တယ်ဒီလူနဲ့ချင်းသာတာလည်းမဟုတ်ဘူးအာယုံပြုလိုက်အဲ့ဒီမှာရောက်လာရောက်လာချက်ချင်းရောက်လာအရာဝတ္ထုတကုလိုခြင်းနဲ့အာယုံပြုလိုက်အဲ့အရာဝတ္ထုတကုကရလာတယ်ဘယ်လိုပေါ့ ပြီးသီးတာပေါ့ဘယ်လိုအောင်မြင်တာပေါ့ဒါစိတ်ကိုနိုင်နေတဲ့အခါမှာဒီသဘောဖြစ်လာတယ်စိတ်မနိုင်နေမှုဆိုရင်တော့ဒီသဘောကြီးမရဘူးမဖြစ်ဘူးဘယ်လိုဆိုလို့လဲအဲလူတွေကစိတ်ကိုနိုင်နေအောင်ပြင်နေတာနိုင်နေအောင်မပြင်နိုင်တဲ့အခါမှာတော့စိတ်ချွန်းအားစိတ်ရဲ့သဘောကြီးအားနေတယ် စိတ်တကောဒီအာနေတယ်အာနေတော့ဘုံလုံးတိုင်းမဖြစ်ဘူးလောကီကိစ္စဖြစ်ဖြစ်လောကုတ္တရာကျင့်တာပဲဖြစ်ဖြစ်မအောင်မြင်ဘူးပေါ့ဒါလို့ဖြစ်တာအဲ့တော့ဟရိယဝတ္ထုမှာစိတ်ကလာဘုံများစွာတည်သွားတဲ့အခါမှာသမာဓိတရားထုတ်ထင်ရောက် သူတို့ရောက်သွားပြီဉာဏ်တရားလည်းထက်မြက်လာတယ်ဉာဏ်တရားဘလောက်ထက်လဲဆိုရင်ဟရယံတို့ရောမှာစူဝေးပြီးတော့ဖြစ်ချုပ်နေတဲ့ဝေဒနာတွေပေါ့ရုပ်ကလတ်အမီလိုက်နိုင်ပါတယ်ထက်ချက်မပါဘူးရှူလို့ရတာထက်ချက်မပါ ဝေဒနာပြင်းပြင်းရင်ပြင်းပြင်းသလောက်ဖြစ်တာကြောင့်သာရှုလို့ရတာ။ယုတ်ကရတဲ့ပြင်းပြင်းရင်ပြင်းပြင်းသလောက်ညာကအမှီလိုက်နိုင်ပါလေ။ဒါယောဂီတယောက်နဲ့တယောက်တော့မတူတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့တချို့ဟာဒီညာနှုံခိုင်းတာရှိတယ်ပေါ့။ချို့ကညာထက်မြက်တာရှိတယ်ပေါ့။ဒါပရိသတ်တွေလည်းတက်ဆိုင်တာ တွေးပြိတ္တနဲ့တိဟိပြိတ္တနဲ့ကွာတာလည်းရှိပါဘူးအတိတ်ဘဝကကျင့်ခဲ့တဲ့ပါရမီတွေဒါလည်းပါမှာဒီဘဝအာထုံမှုတွေပါတာလည်းရှိပါဘူးเนาะဒီလိုရှိမှာအဲ့တော့ဟရိယဝတ္ထုမှာစုဝေးဖြစ်ကြုံနေတဲ့နန္တရားကြီးလင်းမြန်ရဲ့လင်းမြန်သလောက်ဖြစ်တာချုပ်တာရှိလို့ရတာယုတ်တရားရဲ့လင်းမြန်ရဲ့လင်းမြန်သလောက်ဖြစ်တာချုပ်တာရှိလို့ရ ဲ့ဒီခင်ရတော့ခရယံတွေ့ရမှာတော့နန္တရားတွေအားလည်းတိမ်မွေ့တဲ့နန္တရားတွေဝေဒနာဆိုလည်းအဒုက္ခမဒုက္ခဝေဒနာပေါ့ဒီဒုက္ခဝေဒနာဒုက္ခဝေဒနာချုပ်ပါတယ်အဒုက္ခမဒုက္ခဝေဒနာကျန်တယ်ယုတ်တရားတွေဆိုရင်လည်းဟောဩလာရိကကျန်တဲ့ယုတ်တိချုပ်ပါတယ်ဒုက္ခမယုတ်တိကျန်တယ်တိမ်မွေ့တဲ့ယုတ်တိကျန်အဲ့ဒါချုပ်အောင်ရှိပါတယ် ချောအောင်ရှိပါတယ်ချောအောင်ရှိတော့ယောဂီတို့ကဒီယုတ်တင်တာနဲ့အာလုံးချုပ်နေအောင်ရှိဖို့ဆိုတာကလွယ်တဲ့သဘောတော့မဟုတ်ဘူးအာလုံးချုပ်ပါအောင်ရှိဖို့အဲ့တော့ယောဂီတို့ကခန္ဓာကိုယ်ကိုလည်းငြိမ်သက်အောင်ထားစိတ်ကိုလည်းငြိမ်သက်အောင်ထား ကိုရောရလို့ထိုင်နေတာဒါငြိမ်နေလို့ထင်တာပေါ့လို့အမမငြိမ်ခဲ့သေးဘူးခန္ဓာကွာလှုပ်နေတယ်။ဘာကြောင့်လှုပ်လဲဆိုတော့ဒီထွက်လေဝင်ရုံရင်းတန်းတန်းနဲ့တွေ့ကြောင်းခန္ဓာကွာလှုပ်တာခန္ဓာကွာလှုပ်တာဒုက္ခလားထိုင်လေဝင်ရုံရင်းကြမ်းတမ်းတဲ့အတွက်ကြောင့်ဒီခန္ဓာကတုံခါတာရုပ်တည် နန်းလျာတုံးခါလာလှုပ်တာလှုပ်တာအဲ့တော့ထဲနေဝင်တိမ်ဝင်းအောင်လူညာအောင်ခြုံနေအောင်ကျင်ရတာထဲနေဝင်လေရက်ဆဲပေါင်ခြုံနေပေါင်ကျင်ရတာထဲနေထဲနေဝင်ခြုံနေပေါင်ဆိုတာဟာရူပဝဒရသုဒ္ဓသာဆင်တော်ကျင်ရတာရအောင်ကျင်အဲ့လိုကျင်တဲ့အခါမှာဒီခန္ဓာကအငြိမ့်တဲ့ဆုံးဖြစ်သွားတာ ကြောက်ရွံ့နေတတ်ပါအဲ့လိုညစ်သက်သွားတဲ့အခါမှာဒီဟရယံကြီးကိုမဆူဝေးနေတဲ့ယုတ်တရားနာတရားကိုချုပ်လို့ချုပ်အောင်ရှင်းလို့ရတယ်ယုတ်တရားနာတရားကိုချုပ်သွားတဲ့အခါတော့နိရောဓသစ္စာပေါ်တော့နိဗ္ဗာန်တတ်သွားပြီတွေ့တယ်နိဗ္ဗာန်နိဗ္ဗာန်ဝင်ပါတယ်အပြည့်တော့ယောဂီတို့အိတ်နေတဲ့ပုံကို နှိုးလိုက်တဲ့အခါမျိုးလို့တတ်တာဖြစ်လာတယ်။ရောရောအတိညာတွေကအခါတိုင်းကြံတူတော့ထိုးထွင်းပြီးတော့တည်တဲ့အတိညာတွေဖြစ်လာတာ။ထိုးထွင်းပြီးတော့တည်တဲ့အတိညာတွေဖြစ်လာတာ။တာမန်တည်တဲ့အတိမျိုးမဟုတ်တော့ဘူးဖြစ်လာတာ။ဖြစ်လာတဲ့အခါကျတော့သောသောအတိဟရိယဥထုံးမှာယုံတရားနံတရားနှစ်ပါးသွားတည်တာပေါ့။ ရုပ်ပရမတ္ထနာမ်ပရမတ္ထနှစ်ပါးသာတွေ့လုံးနဲ့နှစ်ပါးသာတွေ့သွားတွေ့တဲ့အခါတော့ဘုရောကလုံးနဲ့နှစ်ပါးတွေ့တာမျိုးမဟုတ်တော့ဒီမိမိတို့ညာထဲမှာဖြစ်ပေါ်လာတာဒီခန္ဓာကိုယ်ထဲမှာလုံးနဲ့နှစ်ပါးပဲရှိတယ်အမျိုးသားအမျိုးသမီးဝိညာဉ်ကောင်သိကြတော့အတ္တမရှိဘူး ဒီတတ္တသင်္ခါအတ္တသင်္ခါကိုပယ်နိုင်တဲ့အဆင့်ပြောင်းမြင်တာယုံနာမပါဘူးကမ္ဘာလောကရတစ်ခုလုံးဖြန့်ဖြန့်ပြီးတော့ရှုလိုက်ရင်ဒီယုံနာမပါပဲတွေ့ရတယ်အမျိုးသားပညာအမျိုးသမီးပညာအမျိုးသားနမိတ်အမျိုးသမီးနမိတ်ဒါလည်းမတွေ့တော့ဝိညာဉ်အောင်လိပ်တာကအတ္တထားလည်းမတွေ့တော့ယုံနာမပါပဲတွေ့ရတယ်ယုံနာမပါ အခြားမျိုးသားအမျိုးသမီးတွေကြည်လိုက်တဲ့ယုံနာနဲ့ပါမိမိခန္ဓာကိုကြည်လိုက်တဲ့ယုံနာနဲ့ပါအဲ့ဒီယုံနာတပတ်တက်ကိုမြင်တဲ့အခါမှာညာထဲမှာနာယောကိုပိုင်ချသိတဲ့နမသဘာပြိစ္ဆေကညာကျလာဖြစ်လာတယ်အဲ့ဒီညာကဘယ်တော့မှမပြေဘူး။ရောရောရတာနဲ့နာမရူပပြိစ္ဆေတိုင်း ဘယ်တော့မှမဖြစ်ဘူးရောရရကားတဲ့ဉာဏ်ကိုအာရုံပြုလိုက်ရင်ဖြစ်ဖြစ်ဒီဉာဏ်ကဖြစ်လာတယ်ဒီဉာဏ်ပြန်ရလာတာဘယ်လိုဆိုနာမတူပါပြည့်စုံတာဖြစ်လာတယ်အဲ့ဒီနာယောကိုစိုက်ရှုတဲ့အခါဒီနိုင်ုံနှပိုင်းရဲ့ဖြစ်ချင်းဖြစ်ချင်းကိုမြင်လာတယ်။ဒီဟရိယဝတ္ထုတွေမှာဖြစ်နေတာ ဟရယောင်းရုပ်မှာနန္တရားလေးတွေရုပ်တရားလေးတွေဖြစ်လိုက်ပြည့်ပဲဖြစ်လိုက်ပြည့်လိုက်တယ်လို့ဒါတွေ့မြင်ရတယ်အဲ့တော့ဖြစ်ချင်းဖြစ်ချင်းကိုမြင်အောင်ရှုမှတ်နိုင်တယ်ဥဒိယပြရတယ်ဥဒိယဝရလို့ခေါ်ဘုရားကလည်းပြတ်တာလည်းဝရလည်းပြတ်တာဝါဟောဘာပြုတဲ့ခါဘုရားလည်း ဝါဟောပါမပြောနဲ့ဝါသင်္ခါရကဥဒိယဝရတယ်ဘယ်လိုလဲတုံးလာဥဒိယဝရတယ်ခင်လာခင်လာတော့မိမိခန္ဓာကိုကြည့်လိုက်တဲ့ရုပ်တည်နဲ့ဖြစ်ပြနေတာအခြားခန္ဓာကိုကြည့်လိုက်တဲ့ရုပ်တည်နဲ့ဖြစ်ပြနေတာသုံးသက်ကောင်မှာရှိတဲ့ဝိညာဉ်တတ်ပွားကိုချုံမုံပြီးတော့ကြည့်လိုက်ဖြစ်ပြီးတော့ပြည့်နေတယ်သောသောအရူပပြမာနေဥပပြမာနေလက်ပြီးချောက်ချက် ကြည့်ကြည့်ပေါ့ပြစ်တာပြစ်တာရှိပါလားဖြစ်ပြီးတော့ပြက်နေတာပေါ့အဲ့ဒါသွားကြည့်အဲ့လိုတွေးတဲ့အခါဆိုယောဂီလိုတန်တာမှာဖြစ်ချင်းပြက်ချင်းကိုမြင်အောင်ရှုမှတ်တယ်ဥဒိယပြရားဉာဏ်ပညာဆိုတာဖြစ်လာတယ်အဲ့ဒီဥရိယပြရဉာဏ်ပညာတောင်းဒီအလင်းရောင်ကပူအားကောင်းလာတာအလင်းရောင်ကတစ်ခေါလုံးလင်းထိန်လာတယ်အကြောင်းလုံးလင်းထိန်လာ မိမိပါရမီရှိရင်ရှိသလားဒီအလင်းတွေပြန်လို့ရတယ်အဲ့ဒါဘာဝနာမရအလင်းအောင်လို့ခေါ်တယ်အာနာပါနရှုမှတ်ခြင်းတော့ကဖြစ်ပေါ်တဲ့အလင်းအောင်ကသမထအလင်းအောင်လို့သမထအလင်းအောင်ဘာဝနာမရအလင်းအောင်အလင်းအောင်ပြောရရှိအဲ့တော့ယုံနာနှစ်ပါးရဲ့ဖြစ်ခြင်းပြည့်ခြင်းကိုမြင်အောင်ရှုမှတ်ပါများတဲ့အခါ ဖြစ်ချင်းကိုအာရုံမပြုလို့ပဲအပြည့်တက်တက်ကိုအာရုံပြုတဲ့ဖြစ်လာတယ်။အပြည့်ကိုအာရုံမပြုတော့ပြည့်ထောင်အာရုံပြုလာတယ်။လူတွေကြည့်လိုက်ပြည့်နေတာပေါ့။ပြည့်တက်ပဲဦးတည်သွားနေတာပေါ့။ကဲဒီလူတွေဘယ်တော့ကြာမလဲပေါ့။နောက်နှစ်ပေါင်းတရာလောက်ကြာမှာမရှိဘူး။ဟောဒီလူတွေပြည့်နေတာ။ကဲဒီကြောင်းနောက်ဘယ်တော့ကြာမလဲပေါ့။ သာအခုတမန်ကြီးတော့ဒီကြောင်းညာခိုင်းခန်းကလို့ခင်ရတယ်။သုံးပေမဲ့ခင်ခန်းညာဖြစ်တဲ့ခါမှာဆိုပြက်နေတာတောင်းညာပြက်တဲ့အခုရှင်။ကဘာကြီးကပြက်နေတာပေါ့လို့ကဘာကြီးဖြစ်ဖြစ်ကဘာကြီးကပြက်နေတယ်ပြက်တဲ့အခုရှင်သွားနေတယ်။ရူပတစ္ဆေချောအရူပဒီကိုမှရှိတယ်ပြမာနေပြက်နေတယ်ပြက်တဲ့အခုရှင်သွားနေပြက်နေတယ် နတ်ပြည်ထောက်ထားမှာရှိတဲ့နတ်သားနတ်သမီးတွေပြက်နေတယ်။ပြက်တဲ့ပဲဥပ္ပင်းနေတယ်။အလိုပေါ့။အပင်လေးပုံလူပုံမှာရှိတဲ့ဝိညာဉ်သတ္တဝါတွေပြက်နေတယ်။အပြက်သက်သက်ကိုမြင်တဲ့ဘင်္ဂနာကဖြစ်လာတယ်။ပြက်နေတယ်။ဘာမှလိုချင်တဲ့စိတ်မရှိတော့ဘူး။အဲ့တော့ဘင်္ဂနာဖြစ်ပေါ်တဲ့အခါမှာ ဒီခန္ဓာကိုမြဲတယ်ဆိုရင်တပ္ပတ္တဒိဋ္ဌိအတူဝါဒကိုပယ်ဆွန်းနိုင်ပါတယ်မိမိအသက်ကိုဆွန့်ပြီးတော့မဉ္ဇဏပုံညာရအောင်ကျင့်လို့စိတ်ကြည်ပြေလာတယ်အသက်ဆွန့်ပြီးတော့မဉ္ဇဏပုံညာရအောင်ကျင့်နိုင်ပါတယ်ဘင်္ဂဉာဏ်ရောက်တဲ့ပုံကိုဘယ်လိုဖြစ်တာလဲတမ္မာအာဇီဝမှန်ကန်သောအသက်မွေးဝမ်းကြောင်းဖြင့်သက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ပါတယ် မိစ္ဆာဇီဝကိုဆောမဆောစောနိုင်ပါလားမာယွန်းရဲ့အတ္တမွေးဝမ်းကြောင်းဖြင့်အတ္တမွေးဝမ်းနဲ့ပြုလုပ်တာရှိတော်မှန်ကန်ရဲ့အတ္တမွေးဝမ်းကြောင်းဖြင့်မိမိတို့ကရောင်းဝယ်ဖောက်ထားတာအတ္တမွေးဝမ်းကြောင်းပြုလုပ်တာဖြစ်လာတယ်တမ္မာအာဇီဝပေါ့အခုတချို့မြို့တွေမှာတမ္မာအာဇီဝအကြောင်းတိုင်းဖြစ်ပြီးတော့ အဲဆိုင်ဘဝတော့ချိန်ကြတာပဲတမ္မာအာဇီဝဆိုင်ဘဝတော့တမ္မာအာဇီဝရောင်းတော့တမ္မာအာဇီဝကြတဲ့ဆိုင်နဲ့ရှင်းရှင်းပါမယ်မကြတဲ့ဆိုင်နဲ့ရှင်းရှင်းပါတော့သင်္ခါညာဖြစ်တဲ့ပုဂ္ဂိုလ်ကတော့တမ္မာအာဇီဝကဒီချိန်လုံးဖြစ်တာတက်တက်လုံးပါသင်္ခါညာဖြစ် အဲ့တော့ဘေင်္ဂဉာဏ်ဖြစ်တဲ့အခါမှာတဘာဝနေလို့တဲ့တယောက်ချင်းနေလို့တဲ့စိတ်ဖြစ်ဖြစ်လာတယ်။တဘာဝကျင့်လို့တဲ့စိတ်ဖြစ်ဖြစ်လာတယ်။တောထွက်လို့တဲ့စိတ်ဖြစ်ဖြစ်လာတယ်။ဘေင်္ဂဉာဏ်။အဘေင်္ဂဉာဏ်ဖြစ်ပေါ်မှာများတဲ့အခါဘယဉာဏ်။ဒီယောနာတဘာဝကိုကြောက်ရွံ့ဝယ်ပြီးလို့မြင်တဲ့ဘယဉာဏ်ဖြစ်လာတယ်။ဘယဉာဏ်။ယောရုပ်စဉ်းစားကြည့်ပေါ်မှာယခုလူဘဝရတာ ဘာကြောင့်သူ့ဘဝဇူလာဖြစ်မယ်ဖြစ်လောကရဲ့အတိတ်ဘဝကကွဲလွန်ကပြီးမှာဒီကံကြီးပေါ့ဒီကံကြီးမရဏတဏ္ဍာကိုစောတဲ့ခါမှာဘဝနိကံကြီးကလောဘသောဆိုတာရှိတယ်ဘဝတခုကိုတတ်တဲ့တဲ့လောဘရှိတယ်ပေါ့အဲ့ဒါဘဝနိကံကြီးကလောဘသောဆိုတာ အဲ့ဘဝနိဗ္ဗာန်ကြီးကလောဘသောစောတဲ့အဲ့ဆောင်ဒီလူဘဝကိုပြန်ရလာလူဘဝတောက်လာတာအဲ့လောဘတရားဖြစ်တာလောဘစိတ်တည်းဖြစ်ဒီစောတဲ့နဲ့ပတ်သက်ပြီးတော့နောက်ကြုံတဲ့ခါမျိုးပြောပါသို့တော်ခြင်းရမရအဲ့တော့မိမိတို့လောဘကြောင့်ဖြစ်လာတဲ့ဒီလူဘဝလေးပေါ့ ဘဝနိဗ္ဗာန်ကတော့ဘယ်တော့ကြောင့်မလာလဲဘုဘဝပြောတာရားလေးဟာနှစ်သက်တယ်စိတ်ကြည့်ပေါ်တော့အသာမဲတဲ့သူကလည်းမဲတဲ့ဆိုင်မဲသူအသာမဲမဲလေးကိုပြောနေတာအသာပြူတဲ့သူကလည်းပြူတဲ့အလိုက်သူ့ဘဝကျင်းနေတယ်ဘလို့အသာမဲလို့တော့မြင်မြင်အသာမဲမဲနေရတာမပြေဘူးလားရိုက်တော်လို့လည်းသူအသာမဲမဲနဲ့ပြောနေတယ် ကျရပ်ဖို့လဲလို့အဲ့ဒါဖြူတယ်လားသူပြောနေတာရပ်ဖို့လဲမာမင်တော့မှရပ်ဖို့လဲလို့ပြောနေတာတော့ဆိုတာရောက်လာမာမင်မှရောက်လာအဘောမောဘုရားကိုလိုက်ဖို့သင်ပြားတော့အရင်မြင်တော့မလွတ်တဲ့နေရာငုံနေရတယ်တပည့်တော့ငုံနေရတယ် တန်းဝင်တန်းထလို့ရတယ်မာတော့ဟုတ်မရဘူးလေခါညကကြောင်တော့ချင်တယ်ဟုတ်မရဘူးဒီလက်တန်းဝင်တန်းထဒါတတိတော်သာရဲဆင်ကြားတယ်မာတော့သို့တော်လားအရပ်ပြုတဲ့လူကပြုတဲ့အခါသူ့ဘဝအင်းသာရတယ်မြစ်တယ်အရပ်မြင်တဲ့လူကလည်းမြင်နေလိုက်ကျုပ်ရှင်းပြလာရှိတဲ့အရာရှိတဲ့မြင်းနဲ့လူရှိတာအဲ့လိုတွေသွားမိဒီမှာ မင်းတို့ရမ်းမြစ်နေတဲ့နေရာမှာပြင်းဘူးလားခြေတော်ရဲ့ဘုကံထွက်လိုက်တယ်သူတို့ဘဝသူတို့ပြောကြတယ်အဲ့တော့ဘဝနိကာကြီးကလောဘသောကြောင့်ရတဲ့ခန္ဓာကိုယ်လေးကိုကျဉ်းနဲ့နေတာနှစ်သက်နေတာตายရနေတာလားตายရနေတာဒါတက္ကမတွေဟုတ်ဟုတ်ကြည့်ပါတော့ဆေးရဲ့ကိုယ်ကိုယ်ကိုမှန်ဗန္ဓကာကြည့်တယ်ပြန်သုံးတာကြည့်ဗန္ဓကာတော့မှန်ကြည့်